ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်အခုတင်ပေးမယ့် site ကဒီငလီရင်အလူပေါ့နော်ငလီရင်အလူ file နော်ဒီအခုတင်ပေးမယ့် site ကငလီရင်အတွက်နော်ဘူ28ရက်နေ့ကလှုပ်သွားတယ်ငလီရင်တန်နော်ခံရတဲ့ data တွေပေါ့နော်အဲငလီရင်ခံရတဲ့ data တွေမှာနော်အခုမြင်ရတွေ့ရတာစိတ်မချမ်းသာဘူးဗျာနော်အဲ့တော့ဒီ site ကငလီရင်ဘေးအလူပို့နော် ငလျင်ဘေးအတွက်တည်တံ့တင်ပေးတာဒီကနန်းလေးရပောက်ခရင်ငလျင်ဒေတာတွေမှာငလျင်တန်ခမ်းရတဲ့ဒေတာတွေမှာเนาะမိမိတို့တန်တယ်လူရန်ပေးဖို့အထူးမြတ်တာရက်ခံတယ်เนาะတန်ငလျင်အလှဘေးပေါ့เนาะငလျင်ဘေးအလှအတွက်တင်ပေးတာဖြစ်တယ်เนาะဒီ site ကကျွန်တော် site 2မှာတော့တခါတင်ပေးဘူးရဲ့ different เนาะအခုဟာအဲ့ site 2နဲ့မတူညီတဲ့ကစားပုံမျိုးနဲ့နောက်စနစ်တစ်မျိုးနဲ့ကျွန်တော်ခဏန်းတစ်ခွက်ကိုထုတ်ပြမှာဖြစ်တယ်เนาะဟုတ်ကဲ့အားလုံးကြည့်အောင်เนาะ သူကဒီကောင်ကနှစ်ဦးမှာတဲ့ခွားရှိနော်နှစ်ဦးမှာခွားရှိအဲ့ခွားရှိကပါပါကိုလေးချိန်မြောက်မှာ၃နောက်ပိတ်တယ်နော်ခွားရှိကပါပါကိုလေးချိန်မြောက်မှာ၃နောက်ပိတ်တယ်အဲ့၃နောက်ပိတ်ဒီနောက်နှစ်နှစ်ဦးကိုဘရုံတက်ရိုက်တယ်နော်အဲ့ဘရိတ်သုံးလူတက်ရိုက်အဲ့လူတက်ရိုက်လိုက်တာ ਨੇ အဲ့အဲ့နှစ်ထဲမှာ၃ဘရိတ်ကနန်း၃နောက်ပိတ်နှစ်ဦးမှာဘရိတ်သုံးလူကစားတဲ့အတွက်အဲ့အဲ့နှစ်ထဲမှာဘရိတ်သုံးကနန်းတစ်ခွက် 6သုံးရခုံဆိုတော့ဂဏန်တစ်ခွက်လိုက်ထွက်ပေးရတယ်เนาะဒုတိယကကူသွားမယ်เนาะဒုတိယကကဒီမှာရှိမယ်ဒုတိယကကဒီမှာရှိမယ်ဆိုတော့ဒုတိယကကခွာရှိ8ပါဝါနှူးမှာခွာရှိ8ပါဝါ၄ချိန်မြောက်မှာ၃နောက်ပိတ်ပုံသေးเนาะအဲ၃နောက်ပိတ်ကြောင့်နောက်နှစ်နှစ်ကိုပြိတ်သုံးလို့တက်ရိုက်မယ်เนาะ ဘရိတ်သုံးလို့တက်ရိုက်ပြီးရတယ်အဲ့နှစ်ထဲမှာဘရိတ်သုံးခဏသုံးနောက်ပိတ်ဘရိတ်သုံးလို့ရိုက်ထားတဲ့အတွက်အဲ့နှစ်ထဲမှာဘရိတ်သုံးခဏတကွက်639ခွန်ဆိုတဲ့ခဏတကွက်ကလိုက်ထွက်ပေးရတယ်နော်ဒီမှာလိုက်ထွက်ပေးရတယ်နော်639ခွန်ဆိုတဲ့ခဏတကွက်လိုက်ထွက်ပေးရတယ်နော်အခုတတိယကက်ကဒီမှာရှိမယ်နော်တတိယကက်ကနှစ်ဦးမှာဘွားဘွားပေါင်းချင်းရှိရှိကပါအောင်လေးချိန်မြောက်မှာသုံးနောက်ပိတ်တယ်နော်အဲ့သုံးနောက်ပိတ်ကနောက်နှစ်နှစ်ဦးကိုဘရိတ်သုံးလို့တက်ရိုက်တယ် အဲ့ဘရိတ်သုံးလို့တက်ရိုက်တဲ့တွေ့တကူးနှစ်ထဲမှာအဲ့ဘရိတ်သုံးခဏသုံးနောက်ပိတ်ဘရိတ်သုံးလို့တဲထားတဲ့တွေ့အဲ့ဒီနှစ်ထဲမှာဘရိတ်သုံးခဏတကွ6တောင်ညာခုံဆိုတော့ခဏထွက်ရမယ်နော်အဲ့ဒီဟာလေးကဘယ်ချိန်မှာထွက်မလဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်မယ်နော်ကျွန်တော်ဒီချိန်မှာဖမ်းပေးထားတယ်နော်ပထမကတ်ကိုပြန်သွားမယ်နော်ဘယ်မှာကမ်းမှသူကနှူးမှာခွာရှည်တယ်ရှစ်ပါပါ၃နောက်ပဲအဲ၃နောက်ဗရိတ်၃လို့နှူးမှာ နောက်နှစ်နှစ်ဦးမှတက်ရိုက်လိုက်တာနဲ့တဲ့အဲ့ဒီနှစ်ထဲမှာသူကပထမဆုံးချိန်၃ထိပ်စီကြာတာကိုကျွန်တော်တို့ကြည့်မယ်နော်ပထမဆုံးချိန်၃ကြာတော့မယ်ဒီမှာကြာပြီနော်၃ထိပ်စီကြာပြီအဲ့ဒီ၃ထိပ်စီကြာတော့မယ်ဆိုရင်တူကသူ့ရဲ့ရှေ့နှစ်အောက်ဆောင်မှာပေါ့နော်အဲ့ဒီ၃ထိပ်စီရဲ့ရှေ့နှစ်အောက်ဆောင်မှာရှေ့ပေါင်း၆ခန်းထားမယ်ရှေ့ပေါင်းရင်း၆ပုံတွေခန်းထားမယ်နော်ရှေ့ပေါင်း၆ပုံတွေခန်းထားမယ်ခန်းထားပြီးမှသူ့ဆောင်မှာ၃ထိပ်စီကြာတာနော်ပထမဆုံးချိန်၃ထိပ်စီအဲ့ဒီကောင်ရဲ့ရှေ့တစ်နှစ်ကျော်မှာ အပေါ်ဆောင်မှာလည်းပဲ तू อ่ะ၃ဝင်နှစ်ခတ်၅ break လို့ခံထားမယ်နော်၅ break လို့ခံထားပြီးကံမှအဲ့ဒီ၃ကထိပ်စီးပထမဆုံးကြိမ်ထိပ်စကြတာနော်အဲ့ဒီ၃ထိပ်စီးလို့ပထမဆုံးကြိမ်စကြလိုက်တာ ਨੇ တဲ့အဲ့ဒီ၃ဝင် power အောက်တပွဲကျော်မကွာရှစ်လို့ तू ရိုက်ပြရနော်ကွာရှစ်၃ဝင် power ကွာရှစ်၃ထိပ်စီးရဲ့ power အောက်တပွဲကျော်မကွာရှစ်လို့ရိုက်ပြရနော်အဲ့ကွာရှစ်ဒီ နှူးမှာဖရင်စတဲခဲ့တယ်ခွာပေါင်းရှင်၈ပေါ့နော်၈ပါပါ၃လို့သူကနောက်ပေးကြတာဟုတ်အဲ့ဒါကိုသုံးထိတ်ကြပြန်တယ်၃ပါပါခွာ၈လို့သူကရိုက်ခဲ့ရတာနော်အဲ့လိုခွာ၈လို့ရိုက်ပြီးတာနဲ့အဲ့ခွာ၈ရိုက်တဲ့၅ထိတ်စီအဲ့၅ထိတ်စီနောက်ပေါင်း၅လို့ကြာမှသူကနော်အဲ့လိုနောက်ပေါင်း၅လို့ကြာပြီးတာနဲ့အဲ့ဒီအောင်မှာ639ခွန်ဆိုတဲ့ကဏ္ဍထွက်တယ်ပြိတ်သုံးကဏ္ဍနော်အဲ့လိုထွက်တဲ့အချိန်မှာလည်းသူကနောက်ဘိတ်တူနောက်ဘိတ် ထပ်ထားတယ်နော်နောက်ဘိတ်တူနောက်ဘိတ်ထပ်တယ်ငားထိတ်ရှိသည်နောက်ပေါင်းငါးပါးပါသုံးညာခါလို့ကြပြီးမှနောက်ဘိတ်တူနောက်ဘိတ်ထပ်ပြီးကမှအိုက်ပရိသတ်၃ကဏ္ဍ၆သုံးညာခုံဆိုတဲ့ကဏ္ဍထွက်တာနော်ဒါပထမကတ်ဒုတိယကတ်မှလည်းအဲ့လိုပဲနော်ဒုတိယကတ်မှလည်းအဲ့စနစ်အတိုင်းပဲသူသွားခဲ့တယ်နော်နှူးမှာကွာပေါင်းချင်းရှိရှစ်ပါဝါ၄ချိန်မြောက်မှာ၃နောက်ပိတ်တယ်၃နောက်ပိတ်ပြီးတာနဲ့နောက်နှစ်နှစ်ဦးကိုဘရိတ်၃လို့တက်ရိုက်ခဲ့တယ်เนาะအဲ့ဒီဘရိတ်၃လို့တက်ရိုက်ခဲ့တဲ့အတွက်အဲ့ဒီနေ့ထဲမှာဘရိတ်၃ကဏ္ဍတစ်ခွက်ဖြစ်တဲ့ 6390ဆိုတဲ့ကဏ္ဍတစ်ခွက်ကလိုက်ထွက်ပေးရတယ်တဲ့နော်အဲ6390ဆိုတဲ့ကဏ္ဍလိုက်ထွက်တော့မယ်ဆိုရင်လည်းပဲတဲ့ तू က၃နောက်ပဲနှူးမှာပြိတ်သုံးလို့ခံရတဲ့အတွေ့အဲ့ဒီနေရာမှာပထမဆုံးချိန်၃ထိပ်စီကြာတာကိုကျွန်တော်တို့စကြည့်မယ်နော်ပထမဆုံးချိန်၃ထိပ်စီဒီမှာကြာခဲ့တယ်ပေါ့၃ထိပ်စီနော်ပထမဆုံးချိန်၃ထိပ်စီစကြာပြီဒီမှာအဲ့၃ထိပ်စီကြာတော့မယ်ဆိုရင်သူရှေ့ကကလို့သူ့ရဲ့ရှေ့နှစ်အောက်ဆောင်မှာ ရှေးပေါင်း6ဒီပုံတွေခန်းထားပါတယ်เนาะရှေးပေါင်း6အဲ့3ထိပ်စီပထမဆုံး3ထိပ်စီကစကြရတာပထမဆုံး3ထိပ်စီเนาะအဲ့ဒီ3ထိပ်စီကြတော့မယ်ဆိုရင်ねသူ့ရဲ့ရှစ်နှစ်အောက်ဆုံးမှာရှေးပေါင်း6ခန်းねသူ့ရဲ့တစ်နှစ်ကျော်အပေါ်ဆုံးမှာအဲ့3ဝင်2ခန်း5ပြိတ်ဆိုတာခန်းထားမယ်เนาะ3ဝင်2ခန်း5ပြိတ်ခန်းပြီးကမှာအဲ့3ထိပ်စီစီကြတာเนาะအဲ့3ထိပ်စီကြလိုက်တာ ਨੇ ね3ဝင်ပါပါခွာပေါင်းကြီးရှစ်သူ့အောက်တစ်ဖက်ညောမှာ3ဝင်ပါပါခွာပေါင်းကြီးရှစ်ကြပါမယ်ねเนาะအဲ့ဒီခွာပေါင်း ရှိလို့ကြားလိုက်တာ ਨੇ တဲ့အဲ့ဒီခွာပေါင်းကြီးရှိကြထားတဲ့တစ်ထိတ်စီကနောက်ပေါင်းတစ်လို့ဝင်ရမယ်နောက်ပေါင်းကြီးတစ်လို့ဝင်ရမယ်နော်ဝင်လိုက်တာ ਨੇ တပြိုင်နဲ့ထဲတဲ့သူကအဲ့ဒီနောက်ပေါင်းကြီးတစ်ထိတ်စီဒီနောက်ပေါင်းကြီးတစ်အဲ့တစ်ကဘာဝ6ခါ ਨੇ နောက်ဘိတ်တူနောက်ဘိတ်ထပ်ပြီးတော့မှသူကအဲ့ပရိသုံးကဏ္ဍ6တုံညာခုံဆိုတဲ့ကဏ္ဍကိုထွက်ပေးရတာနော်ဓာတုတရကတ်နော်အတတရကတ်ကဒီမှာရှိမယ်တတရကတ်ကခွာပေါင်းကြီးရှိနှစ်နှစ်ခွာပေါင်းကြီးရှိ နှူးမှကွာကောင်းချင်းရှိအဲ့ရှစ်ကဘာဘာကို၃နောက်ပိတ်လို့၄ချိန်မြောက်မှာပိတ်ပိတ်လိုက်တာနဲ့အဲ့၃နောက်ပိတ်ဒီနောက်နှစ်နှစ်ဦးကိုပြိဿ၃လို့တက်ရိုက်တယ်နော်အဲ့ပြိဿ၃လို့တက်တဲ့ရက်ထဲမှာပြိဿ၃ကဏ္ဍတကွယ်၃6ခုဆိုတဲ့ကဏ္ဍထွက်ပေးရမယ်နော်အဲ့ဒီ၃6ခုဆိုတဲ့ကဏ္ဍထွက်တော့မယ်ဆိုလို့ရှိရင်လည်းပဲတဲ့သူကအဲ့ဒီနှစ်ထဲမှာ၃နောက်ပိတ်နှူးမှပြိဿ၃လို့ရိုက်လိုက်တဲ့အတွေ့အကြုံ အဲ့ဒီနှစ်ထဲမှာပထမအဦးဆုံးချိန်3ထိပ်စီကြာတာကိုကျွန်တော်တို့ကကြည်လိုက်မယ်နော်3ထိပ်စီစကြပြီဒီမှာအဲ့ဒီပထမအဦးဆုံးချိန်3ထိပ်စီကြာတော့မယ်ဆိုရင်တဲ့သူကရှေးပေါင်း6ရက်သူ့ရှစ်နှစ်အောက်ဆောင်မှာရှေးပေါင်း6ကပုံတွေခန်းထားမယ်ရှေးပေါင်း6ကပုံတွေခန်းထားမယ်ပြီးရင်သူ့ရဲ့ရှေးတစ်နှစ်ကျော်အပေါ်ဆောင်မှာ3ဝက်နှစ်ခန်း5ပရိတ်ကလည်းပုံတွေထောက်ထားရမယ်နော်3ဝက်နှစ်ခန်း5ပရိတ်ကလည်းပုံတွေထောက်ထားရမယ်နော်ဒီမှာထောက်ထားပြီအဲ့3ဝက်နှစ်ခန်း5ပရိတ်ကပုံတွေထောက်ထားမယ် သူ့ရဲ့ရှေ့နှစ်မှာရှေးပေါင်းရင်း6အောက်ဆောင်မှာလည်းပဲထောက်ထားရမယ်နော်အဲ့လိုထောက်ထားပြီးရတယ်အဲ့ဒီ3ထိပ်စီရဲ့ပါဝါကွာပေါင်းရင်းရှေ့ရိုက်ရမှာနော်သူ့တပင်ညွန်မှာကွာပေါင်းရင်းရှေ့ရိုက်တယ်ရိုက်ပြီးတာနဲ့အဲ့ကွာပေါင်းရင်းရှေ့ရိုက်လိုက်တဲ့9ထိပ်ကြီးတဲ့နောက်ပေါင်းရင်း9လို့သူကကြပေးရမှာအဲ့နောက်ပေါင်းရင်း9လို့ကြပြီးရတယ်ဒီပွဲမှာ3ည6ခုပြိ3ကဏ္ဍကိုရိုက်မှာနော်အဲ့ဒီချိန်မှာရိုက်တဲ့ချိန်မှာလည်းပဲသူက3ဒီရဲ့ပါဝါတပင်ညွန်မှာကွာပေါင်းရင်းရှေ့ ခေါင်းရင်းရှိရိုက်လိုက်တဲ့ကောင်ကငါးထိပ်စီရနောက်ပေါင်း5လို့ကြအဲ့9ရဲ့ဘာဝါသူကတုံညာခါလို့ဝင်ပေးရမယ်နော်တုံညာခါနောက်ပိတ်သူနောက်ပိတ်ထက်ဆိုတော့ခွန်နောက်ပိတ်နော်ခွန်နောက်ပိတ်နဲ့ထိပ်စီရ6တုံညာခွန်ဆိုတဲ့ကဏ္ဍပေါ့နော်အဲ့မှာသူက6တုံညာခွန်ဆိုတဲ့ကဏ္ဍတကွက်ထွက်လာမယ်နော်6တုံညာခွန်နော်သူကတဲ့ကိုပို့ထိုးပေါ့ဗျာခွန်နောက်ပိတ်နဲ့နောက်ပိတ်သူနောက်ပိတ်ထက်ထိုးရမှာဆိုတော့6တုံညာခွန်3ညာ6ခွန်ပေါ့နော်3ညာ6 အာနိုင်တဲ့လူကတော့အားထုတ်လိုက်ပေါ့နော်တော်ကြပြီးခဲ့တဲ့ဘက်က6 8ခုလို့ဖြစ်နေမှာအဓိကမင်းအား6တုံညာခုနဲ့တုံညာ6ခုအာနိုင်တဲ့လူကအားလိုက်ပေါ့နော်အားပါပါရန်လိုက်ပေါ့နော်ဒါပထမကတ်နော်ဒါဒါအခုဒါအဲ့ကဏ္ဍတကွက်နော်ဒီကဏ္ဍနောက်အဲ့နှစ်ထက်မှာပဲတဲ့ဒုတိယကဏ္ဍတကွက်ကိုကျွန်တော်ထပ်ပြမယ်နော်ဒီနှစ်ကွက်ကိုကျွန်တော်တင်းပေးမယ်ဒီနှစ်ကွက်ကပထမကတ်ကိုပြန်သွားမယ်နော် ပထမကမှအဲ့လိုပဲတော့ခွာပေါင်းရင်းရှိရှစ်ပါပါသုံးနောက်ပဲနောက်နေမှနှစ်ဦးမှ break သုံးလို့အဲ့နှစ်ထဲမှာလေ break သုံးခဏ6သုံးညာခွန်ထွက်တယ်6သုံးညာခွန်ထွက်ပြီးရတယ်အဲ့နှစ်ထဲမှာခွန်တစ်တစ်ဆိုတဲ့ခဏတကွယ်လဲလိုက်ထွက်တယ်နော်ไอ้คนติดๆสุดแล้วกันถั่วတော့มั้ยဆိုလို့ရှိရင်เนี่ยเบ้เฉิงมาถั่วเลยဆိုတော့ तू อ่ะไอ้คนติดๆแกตะเพ็งจ่อมาบ่เนาะဒီมา तू อ่ะกัวบ้องยิน10กัวบ้องยิน10 6ထိပ်စီလို့ပုံတွေခမ်းမှာเนาะအဲ့ဒီမှာသူကဂွားပေါင်းရှိကြပြီမှာဂွားနှစ်เนาะခွန်ခါပေါ့ဒီကနေစတာပေါ့ခွန်ခါခွန်ခါရဲ့အောက်တပင်ညောမှာဂွားပေါင်းကြီးနှစ်အဲ့ဂွားပေါင်းကြီးနှစ်ကြပြီမှာဂွားပေါင်းကြီးရှိကပုံတွေခမ်းတယ်ခမ်းပြီး6ထိပ်စီလို့ကြာကြာပြီးရနိုင်ခွန်တိတိဆိုကနန်းလိုက်ထွက်တယ်เนาะဒါနောက်တစ်ပုံပြရအောင်เนาะနောက်တစ်ပုံเนาะဒီမှာဂွားပေါင်းကြီးရှိရှိပါပါ3နောက်ပဲအဲ့3နောက်ပဲဒီပြန်ရိုက်လိုက်တယ်ရိုက်လိုက်တာနဲ့အဲ့နှစ်ထဲမှာ ပရိသုံးခဏတကွယ်သုံးရ6ခုံဆိုတဲ့ခဏကြတယ်လို့ပဲတဲ့တစ်တစ်ခုံဆိုတဲ့ခဏလည်းပဲလိုက်တွေ့တယ်အာနော်ခုံတစ်တစ်အဲ့ခဏထွက်တော့မယ်ဆိုလို့ရှိရင်လည်းပဲတဲ့သူကပထမကတ်မှာတော့ပထမကတ်မှာခုံခါရဲ့အောက်တပွဲကျော်မှာခွာဆက်နှစ်ပုံသေးရိုက်တယ်အခုဒုတိယကတ်မှာရှစ်ခါရဲ့အောက်တပွဲကျော်မှာခွာဆက်နှစ်ပုံသေးရိုက်တယ်နော်ရိုက်ပြီးတော့လည်းသူ့ဘေးမှာခွာပေါင်းရင်းရှစ်ရိုက်မယ်အဲ့ခွာပေါင်းရင်းရှစ်ကအောက်မှာ6ခါလို့ 6ထိပ်လို့ကြာပြီးရမှာအဲ့ဒီ1 1ခွန်ဆိုရကနထွက်တယ်เนาะဒါပထမဒုတိယကနော်အခုတတိယကမှာဒီမှာရှိမယ်တတိယကလည်းပဲဒီတိုင်းပဲသူကဘွားပေါင်းချင်းရှစ်တယ်เนาะ6ကဘွားဘွား3နောက်ပိတ်တယ်အဲ့3ကနောက်ပေါင်းနောက်နေ့မှာနှစ်ဦးမှာဗရိတ်သုံးလူတက်ရိုက်တယ်เนาะအဲ့ဗရိတ်သုံးလူတက်ရိုက်ပြီးတာနဲ့အဲ့ဒီဆက်မှာဗရိတ်သုံးကဏ္ဍ6တုံညာခုံဆိုတော့ကဏ္ဍတကွက်ထွက်ပေးရမယ်တစ်တစ်ခုံဆိုတော့ကဏ္ဍလည်းလိုက်ပေးရမယ်เนาะ မွေးကျင်တဲ့လူတွေကမွေးထားလို့ရတယ်ဒီကနေ့နှစ်ခွက်ကိုနော်639ခွန်အားနဲ့တက်တခွန်အားဒါပေမဲ့ကျွန်တော်ဒီချိန်မှာပဲဖမ်းပေးတယ်နော်ဘာလို့လဲဆိုတော့ပရမကမှာသူကခွန်ခါရဲ့အောက်တပွဲကျော်မှာကွာ၁၂ပုံတွေရိုက်တယ်ဒုတိယကမှာရှစ်ခါရဲ့အောက်တပွဲကျော်မှာကွာပေါင်းကြီး၁၂ရိုက်တယ်အခုတတိယကမှာ၉ခါရဲ့အောက်တပွဲကျော်မှာကွာပေါင်းကြီး၁၂ရိုက်တယ်အဲ့ဒီမှာကွာပေါင်းကြီး၈ပုံတွေခန်းတယ်၈ပုံတွေခန်းပြီးရတယ်သူက 6ထိပ်လို့ကြာပြီးတာ ਨੇ အဲ့ဒီတစ်တစ်ခုံဆိုတဲ့ကဏ္ဍတကွယ် light ထွက်လို့ရတယ်เนาะအဲ့တော့ဒီပွဲမှာကျွန်တော်ကတစ်တစ်ခုံဆိုတဲ့ကဏ္ဍလေးတကွယ်ကဲအာပေါ့เนาะသူကတော့အာစနစ်တွေပေါ့ဒါပေမဲ့သူကအဲ့6ကဘာပါတစ်ခါနဲ့ပဲထွက်ရတာเนาะဒီတစ်တစ်ခုံထွက်တော့မယ်ဆိုရင်ပထမကံမှာပြန်ကြည့်မယ်เนาะပထမကံမှာအဲ့နေထဲမှာတဲ့เนาะအဲ့နေထဲမှာတစ်တစ်ခုံဆိုတဲ့ကဏ္ဍ light ထွက်တော့မယ်ဆိုရင်တဲ့เนาะဒီမှာပြန်ပြုတ်မယ်တစ်တစ်ခုံဆိုတဲ့ကဏ္ဍ light ထွက်တော့မယ်ဆိုရင်တဲ့သူက တပင်ကျော်မှာနော်ကွာပေါင်းချင်းရှိရှိရှိအဲ့ရှိကအောက်မှာ6ခါအဲ့6ခါရဲ့ပါဝါ1ခါလို့ထိုးပြီးကမှ तू ကအဲ့ကဏ္ဍထွက်ရတာနော်ဒါပေမဲ့အပူဆိုတော့3ွက်တယ်ဆိုတော့အာမမားဘူးပေါ့နော်အဲ့ဒီကွာပေါင်းချင်းရှိကဖေးမှာလည်းပဲကွာပေါင်းချင်း7ခံထားမယ်သူ့ပေါ်မှာခွန်ခါတပင်ကျော်မှာခွန်ခါရဲ့တပင်ကျော်မှာကွာပေါင်းချင်း7အဲ့7ကဖေးမှာကွာပေါင်းချင်း80ရိုက်တယ်ရိုက်ပြီးသားနဲ့6ခါ6ထိပ်လို့ကြာပြီးရတယ်အဲ့6ထိပ်က6ပေါ်တစ်ခါထိုးပြီးတော့ခွန်တစ်တစ်ထွက်တာနော် ဒါပထမကပြန်ရှင်းပြတာနော်ဒုတိယကမှာအဲ့တိုင်းမျိုးခေါင်းကောင်းကြီးရှိရှိပါပါသုံးသုံးကပရိသုံးလူရိုက်နောက်နှစ်ဦးပရိသုံးလူရိုက်လိုက်တာ ਨੇ သူကအဲ့နှစ်ထဲမှာပရိသုံးကဏ္ဍ639ခွန်ထွက်တယ်နော်639ခွန်ဆိုတော့ကဏ္ဍအာထွက်တယ်နော်ပြီးရင်တစ်တစ်ခွန်ဆိုတော့ကဏ္ဍထွက်တယ်ဒီမှာလည်းထွက်တယ်ဒီမှာလည်းထွက်တယ်တစ်တစ်ခွန်ကနော်ဒါပေမဲ့ဒီတစ်တစ်ခွန်ဘာကြောင့်ယူလဲဆိုတော့သူကအဲ့တစ်တစ်ခွန်ထွက်တော့မယ်ဆိုရင်သူ့အတွက်ပြင်ညောမှာခွာပေါင်းကြီးရှစ်ကပုံသေးတယ်နော် 6ထိပ်စီးလို့ကြာကြာပြီးမှအဲ့အောင်မှာ6ပါဝါတစ်ခါထည့်ပြီးမှဒီတစ်တစ်ခွန်ထွက်တာเนาะအဲ့ကောပေါင်းမြင့်ရှိရခဲ့ဖေးမှာလည်းပဲကောပေါင်းမြင့်စနစ်ကပုံတိခံထားမယ်သူ့ရဲ့တပည့်ညမှာ6ခါ6ခါရဲ့တပည့်ညမှာကောပေါင်းမြင့်နှစ်เนาะပထမကမှာခွန်ခါရဲ့တပည့်ညမှာကောပေါင်းမြင့်နှစ်เนาะအခုတတိယကမှာလည်းသူကဒီတိုင်းပဲเนาะကောပေါင်းမြင့်ရှိ8ပါဝါ သူနှူးမှာကောင်းချင်းရှိရှစ်ပါပါသုံးနောက်ပိတ်လူကြားတယ်ကြားပြီးရတယ်နောက်နှစ်နှူးကိုဗရိတ်သုံးတက်ရိုက်တယ်အဲ့ဗရိတ်သုံးတက်ရိုက်တဲ့နှစ်ထဲမှာဗရိတ်သုံးကနန်းတကွယ်ခွန်ချောက်သုံးများအာထွက်ရမယ်ပင်တစ်တခွန်အာထွက်ရမယ်နော်အဲ့ဒီမှာတစ်တခွန်ဆိုတော့ကနန်းကြားတော့မယ်ဆိုရင်ဒီမှာကောင်းချင်းရှိနော်သူတပင်ကျော်မှာကောင်းချင်းရှိရှစ်6ထိပ်စီပုံသေးခံတယ်6ကပါပါတစ်ခါနဲ့တစ်တခွန်ပြပေးရမှာနော် ဒါပေမဲ့သူကဒီပွဲမှာအခုကသူကခွာပေါင်းရင်းရှစ်ခဲ့ပေးမှလည်းပဲခွာစနစ်ကပုံသေးခမ်းလာတယ်ကိုခါထောက်ထားတယ်နော်ကိုခါရဲ့တပင်းမှာခွာပေါင်းရင်းစနစ်ပထမကမှခွန်ခါရဲ့တပင်းမှာခွာပေါင်းရင်းစနစ်သူ့ဘေးမှာခွာရှိရိုက်တာတတိယကမှရှစ်ခါရဲ့ပါဝါဒုတိယကမှရှစ်ခါရဲ့တပင်းမှာခွာစနစ်ခွာရှိရိုက်ပြီးမှ6ထိပ်ကြာတာနော်အခုတတိယကကြာတော့ကိုခါရဲ့အောက်တပင်းမှာခွာပေါင်းရင်းစနစ်သူ့ဘေးမှာခွာရှိ6ထိပ်ပုံသေးကြာကြပြီးမှနော်ဒီကနေ့နှစ်ခွက်ကိုကျွန်တော် ငလင်းဘေးလူဖြစ်နေကျွန်တော်တင်းပေးလိုက်တယ်เนาะဒီကနန်းကနေပောက်ခွဲလို့ရှိရင်ငလင်းတန်ခမ်းရတဲ့ဒေတာတွေမှာမိမိတက်နိုင်သလောက်မိမိနိုင်တဲ့အားလေးနဲ့လှူဒန်းကြပါလို့เนาะကျွန်တော်မြတ်တရရက်ခံပါတယ်เนาะကျွန်တော်လည်းပဲကျွန်တော်တို့လည်းပဲကိုတက်တဲ့ပညာလေးနဲ့တစ်ဖက်တစ်လမ်းနေပြီးတော့အကျိုးပြုနိုင်မယ်ဆိုရင်เนาะအကျိုးပြုနိုင်မယ်ဆိုရင်ဝမ်းသာပီတိဖြစ်ရတာပေါ့ဗျာเนาะကိုတက်တဲ့ပညာလေးနဲ့တစ်ဖက်တစ်လမ်းနေပြီးတော့ငလင်းတန်ခံစားနေရတဲ့ဒေတာတွေကလူတွေကိုကူညီနိုင်မယ်ဆိုရင် ဝမ်းသာပီတိဖြစ်ရမှာအမှန်ပဲเนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ సై ကလေးကိုကြည့်ပြီးတော့ပောက်ခဲတဲ့လူတွေလူတွေကငလင်းတန်ခံရတဲ့ဒေသတွေမှာမိမိတက်နိုင်တယ်လို့လူတန်းပေးကြပါလို့မြစ်တာရက်ခံနေပြန်เนาะကဲအားလုံးပဲကိုလက်ပါဗျာเนาะဒီကနန်းကပောက်ကနန်းဖြစ်ပြီးတော့မှငလင်းဒေသမှာလူတန်းနိုင်တဲ့အလှူရှင်တွေအားလုံးဖြစ်ကြပါစေเนาะအားလုံးကိုလက်ပါ